စစ်တကားလုံးမဲ့ရေးကောက်ပွဲကြောင့်ပြည်တွင်းနိုင်ငံရေးပဋိပက္ခပုံမူကြီးထွားလာမယ်လို့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NND ပါတီဘိုလ်လုံးကော်မတီတွေက MPA ကိုပြောပါတယ်။2020ရေးကောက်ပွဲရလဒ်ကို NND ဆိုရကမဲလိနေလို့ဆွဆွဲပြီးအာဏာသိမ်းခဲ့တဲ့စစ်ကောင်စီက၅နှစ်ကြာ ABC ရဲ့နေ့မှာတော့အထွေထွေရေးကောက်ပွဲကိုဒီဇင်ဘာလမှာကျင်းပသွားမယ်လို့စစ်ကောင်စီကောင်းဆောင်မင်းအောင်လိုင်ထုတ်ပေါ်ပြောကြားလိုက်တာနဲ့ပတ်သက်လို့ပြောဆိုတာဖြစ်ပါတယ်။စစ်ကောင်စီလုံးမဲ့ရေးကောက်ပွဲနဲ့ပတ်သက်လို့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် ဘောကောမဒီဝင် နေပြည်တော်စမှုတီတီမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးကျော်ထွေးကအခုလိုပြောပါတယ်နောက်တစ်ခုပြောချင်တာကအခုတိုင်းပြည်ဖြစ်နေတဲ့ပြဿနာတွေအကုန်လုံးကဒီစစ်တပ်ကအာဏာသိမ်းလိုက်လို့ပေါ်ပေါက်လာတဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်ပါတယ်စစ်တပ်ကအာဏာသိမ်းထားတာကိုဆွန့်လွှတ်မှဒါမှမဟုတ်စစ်တပ်ကအာဏာသိမ်းထားတာကိုဖယ်ရှားလိုက်တိုင်းမှာပြဿနာတွေကိုဖြေရှင်းနိုင်မလို့တင်ပါတယ်ရွေးကောက်ပွဲတစ်ခုကျင်းပါပြီးတော့နိုင်ငံရေးတရားဝင်မှုအရှာယုံလောက်နဲ့ ပြည်ထောင်မှာမဟုတ်ပါဘူးပြည်ထနာလေးရဲ့အဖြစ်မှန်မဟုတ်ပါဘူးဆိုတော့လေးလေးနဲ့နဲ့ပြောချင်ပါလေ။နောက်ပုံမနိုင်ဆိုင်တဲ့ပြည်ထနာလေးဒါထပ်ပံပေါ်ပေါက်လာမှာဖြစ်ပါလေဗျ။ NLD ပါတီကိုစစ်ကောင်စီရဲ့ပြည်သူ့ရေကောက်ပွဲကော်မရှင်ကတမတ်ရဲ့အတွင်းမှတ်ပုံတင်ပြန်မတင်လို့ဆိုပြီးအခြားနိုင်ငံရေးပါတီတချို့နဲ့အတူပါတီအဖြစ်ကနေပေပေကြောင့်ကြီးညာခဲ့တာနဲ့ပတ်သက်လို့အမျိုးသားဒီမိုကရေစီဘွဲချုပ်ဗဟိုလုတ်ကော်မတီဝင်ဦးထွန်းမြင့်ကအခုလိုပြောပါတယ်။ဟုတ်ဟုတ်။ ပြောရင်တော့ဒီဂျာဖက်စစ်ကောင်စီကပြုလုပ်မဲ့အထူးအောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မျိုးသားဒီမိုစီအပတ်ချုပ်အနေနဲ့လုံးဝကိုကျွန်တော်တို့ဟိုနော်စိတ်ဝင်စားခြင်းမရှိပါဘူးဗျာနော်။တို့ရှင်းပြောရင်အဂျာဖက်စစ်ကောင်စီကိုနိုင်ကောက်ကဟိုသူ့ရဲ့သူကိုနိုင်ကောက်ကတရားအောင်ဝင်မှုမရှိတဲ့အဖွဲ့အစည်းဖြစ်တော့တကြောင်သူကနေပြီးဖွဲ့စည်းပေးတယ်နော်ရွေးကောက်ပွဲကော်မရှင်ကလည်းလုံးဝတရားဝင်မှုမရှိပါဘူးဗျာ။ ါကြောင့်ခုလိုကျွန်တော်တို့ဘုရားဒီမိုစီအဖွဲ့ချုပ်ကနော်ပြည်သူရှိရင်ပါတီရှိမယ်ဆိုတဲ့ဘဝတော့လက်ကင်ထားပြီးတော့ဂျမ်းဖက်စစ်အုပ်စုနဲ့ပတ်သက်တဲ့ဂျမ်းဖက်စစ်အုပ်စုအဖွဲ့ကြီးပြည်တဲ့ရွေးကောက်ပွဲကော်မရှင်မှာကျွန်တော်တို့အပုံတင်စရာလည်းမလိုဘူးအဂျမ်းဖက်စစ်ကောင်စီလုံးမဲ့အတူရောရွေးကောက်ပွဲကိုလည်းကျွန်တော်တို့လုံးဝအတိမတ်မပြုတ်ဘူးလက်မခံဘူးစိတ်ဝင်စားဘူးဆိုတာကိုကျွန်တော်စင်ညာချက်တွေအချင်းချင်းခါခါထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်ကြာဒါပေမဲ့တစ်ဖက်မှာလည်း တိုင်းနာလက်နက်ကန် EAO တွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီနဲ့တက်ကြလှုပ်ရှားလူတွေကရေကောက်ပွဲကိုမပြတ်ပြတ်အောင်ဖျက်မယ်လို့ကြေညာထားပါတယ်။